အဓိကသစ္စာ၄ပါးတရားမူဘဒုကိုခွာရမလဲလို့စင်ရှင်သုံးသပ်ပြီးတော့ကြည့်တဲ့အခါဥရဝေလာတော်မှာဒေါကရစရိယကျင့်နေတဲ့အချိန်မှာအဓိပကနေအကူအညီပေးအားပေးနေကြတဲ့ပိစ္ဆဝဂီတွေဟာဒီပိစ္ဆဝဂီတွေကငါပေါ်မှာခြေဆုရှိကြတယ်ဒီနေရာမှာမြတ်စွာဘုရားကသူ့ပေါ်မှာခြေဆုရှိလို့တရားဟောတာတော့မဟုတ်ဘူးခြေဆုရှိတဲ့ပုဂ္ဂိုလ်ကို ကိုယ့်ပေါ်မှာခြေစူးပြုတ်ဘူးတဲ့ပုံကိုတတိရတယ်ဆိုတာသူတော်ကောင်းတို့ရဲ့သဘောမျှလာဖြစ်တယ်ပေါ့။ငါဘောခြေစူးရှိရင်ဟောမယ်ငါဘောခြေစူးမရှိရင်မဟောဘူးဆိုတဲ့အနေထားမျိုးမဟုတ်ဘူးနော်။ဘောပင်စဝဂီတွေတစ်ချိန်လုံးကငါဘောမှာခြေစူးရှိခဲ့ကြတယ်ဆိုတာကိုပင်စဝဂီတွေဘယ်ရောက်နေပါလဲလို့ကြည့်တော့ပင်စဝဂီတွေဟာဣတိပတနာပဲထွက်သွားကြပြီ။ဗာရဏတိဘက်ကဣတိပတနာတောထဲမှာနေထိုင်နေကြတယ်ဆိုတာကိုမြင်တော့ ပင်စဝကိတိကိုဘင်္ဂတရားဥခေါ်မယ်လို့ဥရဝေလာတော်မှာရက်အနည်းငယ်နေထိုင်ပြီးဆရာအလောင်းတော်ဟာစတင်ပြီးတော့ဗာရဏတိပြည်ပြည်ကိုခေထွက်တယ်။ကုံကြောင်လျှောက်ပြီးတော့သွားတာဆက်ရှိယူဇနာဝေးกว่าတဲ့ဗာရဏတိဘက်ကိုကုံကြောင်ခရီးနဲ့ကြွားသွား။လမ်းမှာဘသူနဲ့တွေ့တော့ဆိုရင်ဥပကဆိုတဲ့အာဇီယကာကြီးတခုနဲ့တွေ့တယ်။ဥပကဆိုတဲ့ အာဇီဝကဆိုတာအဝတ်မိုးကြဘူးမုန်းစိမ်မွေးတွေထူလပြစ်နဲ့နော်ညညပပနေတဲ့ခဏကုန်ကိုသုံးတင်ခြင်းမရှိတဲ့ဖြစ်သလိုနေပြီးတော့နေကြတဲ့တက်ကြုံအချင်းကိုချက်တဲ့ဥပကနဲ့တွေ့ရင်းဆိုင်တွေ့တဲ့အခါဥပကကကြည့်ပြီးတော့မြတ်စွာဘုရားကိုမြင်တဲ့အခါအဲ့ဒီအချိန်မှာတက်တော်က35နှစ်ဆိုတော့အင်တာမန်ငယ်သေးတာဟုတ် ငယ်သေးတော့ရုပ်ရည်ကလည်းမတမချွန်းအသက်ရွယ်ကလည်းနုနေငယ်ရွယ်အဲ့ဒါကိုမြင်ရတဲ့အခါကျတော့သူစိတ်ထဲမှာထူးဆန်းတယ်ဘယ်သူ့ကိုဆရာတင်ပြီးတော့ရဟန်းဘုရားရောက်လာတာလဲတင်ဆရာဘယ်သူလဲစတဲ့မိကုန်းတွေကိုမေးတဲ့အခါကျတော့ဆရာဘုရားကပါပြောတော့ဆိုဘာမှဆရာမရှိဘူးဆရာမရှိဘူးဆိုတာဘာကိုပြောတာတော့ ဝိပဿနာချင့်စဉ်နဲ့ပတ်သက်ပြီးဆရာမရှိဘူးအခုသူသိတဲ့တရားဟာဘယ်သူမှလမ်းပြတာမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့သိတာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့လောကုတ္တရာတရားနဲ့ပတ်သက်လာတဲ့အခါဆရာကငါမှဆရာမရှိဘူးဆိုပြီးတော့ပြောလိုက်တဲ့အခါဥပက္ခကြီးကအံ့ဩပြီးတော့ဒီလိုဆိုလို့ရှိရင်ဇိနလို့ခေါ်ထိုက်သလားသူတို့ကအရာခတ်သိန်းကိုအောင်မြင်တဲ့ပုဂ္ဂိုလ်ဇိနလို့ ူတို့အတန်နဲ့ကြတော့ဂျိနာလို့ခေါ်တယ်ဂျိနာအောင်မြင်သူလို့ဆိုတော့မြတ်စွာဘုရားကတုံ့ပြန်ပြီးတော့ပြောကြတယ်ဟုတ်တယ်မကောင်းမှုအကုသို့မှန်သမျှငါအောင်မြင်ပြီးသားဖြစ်တယ်ဒါကြောင့်မို့ငါဟာဂျိနာအစ်စ်တယ်လို့တုံ့ပြန်ပြောဆိုလိုက်တဲ့အခါဥပက္ခရေရသဘောကျသွားတယ်ငယ်လဲငယ်တယ်စကားပြောတာလဲရင်ကျေးတယ်ပြတ်သားတယ်မျက်နှာအဆင်းကလည်းွှင်လန်းတယ်ချီလင်းတယ် ဒီပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်ရူပုဂ္ဂိုလ်မြတ်ဖဲလို့ဆိုပြီးတော့လမ်းဖဲပေးသွားတယ်သူကသူကသက်ကြီးပေမဲ့လို့လမ်းဖဲပေးပြီးတော့အဲ့တော့ရသော်ဘုရားကလည်းချက်ဆက်ပြီးတော့ကုံချောင်းခရီးရှောက်လမ်းပြီးတော့သွားလာဒါပထမဆုံးတရားဓမ္မကိုဖြန့်ဖြူးဖို့ကိုယ်တိုင်ခဲခဲရင်းနဲ့ရှားပွေလို့တည်လာတဲ့တရားဓမ္မကိုရှင်းဥစွာဖြန့်ဖြူးဖို့ပထမဆုံးခရီးထွက်လာခြင်းပဲဖြစ်တယ်ပေါ့အဲ့လိုခရီးထွက်တဲ့အခါကျတော့ဗာရဏတိပြည် ဣတိပတနာတောင်းဝါဆိုလာပြီနေ့နေ့အချိန်မှာဝါဆိုလာပြီနေ့အချိန်မှာညနေဆောင်ရောက်သွားတယ်နေမွေငင်ရောက်သွားတယ်ရောက်သွားတော့တင်းစားဝက်ကြီးတွေကခလန်းလန်းကလေးကလက်စွာဘုရားကြွလာတာကိုမြင်ရတယ်မြင်ရတော့ဟိုမှာရဟန်းဂေါတမတော်လာနေပြီအချင်းကနေထွက်ပြီးတော့ပေါ်ပေါ်ရောရောနဲ့ဟိုသွားဒီသွားသွားနေတယ်အဲ့တော့ အခုတို့စီရောက်လာပြီလာတဲ့အခါကျတော့ဘသူမှခရီးဥကျုံမဆိုနဲ့သူ့ထဲမှာပါတဲ့တပိတ်တန်ကန်းကိုဘသူမှမယူချနဲ့သို့တော့နေရာထိုင်ခင်းလေးတော့ပေးထားထိုင်ခင်းထိုင်လိုက်ပဲဘသူမှခရီးဥကျုံမဆိုနဲ့လို့ဆိုပြီးတော့တိုင်ပင်ညဘာဖြစ်လို့ဒီလိုလုပ်တာတော့ဖရဲလောင်းဘဝတော့ကအလွန်မြုံလင်းချက်ကြီးစွာ၆နှစ်နီးပါးကအနိဒာမှာနေခဲ့ကြလားအဲ့ဒီမှာ ဒုက္ခရာစရိယအကျင့်ကိုလက်လျှော့သွားကြတဲ့ကသူတို့ကစိတ်ပြတ်သွားကြတယ်။စိတ်ပြတ်သွားပြီးတော့အထင်လွဲသွားတယ်။အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကြွလာတဲ့အခါကျခင်ဗျူးတို့မဆိုးကြဘူးမဆိုးကြနဲ့လို့ဆိုပြီးကတိကဝတ်လောက်ကြ။အနီးနားလည်းရောက်လာရောမနေနိုင်ဘူးတဲ့။ဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့သူတို့လည်းကပိလဝတ်သားတွေပဲလေ။မြတ်စွာဘုရားငယ်စဉ်တုန်းကတည်းကဘုရားကမင်းသားသူတို့ကဘယင်ကိုမိကိုပြီးအသက်မွေးရတဲ့ပုံနာတွေ။ ဲ့တော့မင်းသားလာတယ်ဆိုတော့မနေရဘူးပေါ့ဒါလည်းပါပါပေါ့ရသော်ဘုရားရုပ်အစင်းအင်္ဂါရဲ့ကြည်လင်မှုမျက်နာရဲ့ကြည်ငြိမ်အေးချမ်းမှုတွေကိုမြင်လိုက်ရတဲ့အခါမနေနိုင်ကြဘူးခီဦးကျိုးဆိုတဲ့ဘုရောဆိုပါလာတဲ့တပိတ်ကိုလှမ်းယူတဲ့ပုဂ္ဂိုလ်အယူနေရာထိုင်ခင်းပြီးရသော်ဘုရားထိုင်ပြီးတဲ့အခါကျတော့ရသော်ဘုရားကပိစားဝဲကြီးတွေကိုစပြောတယ်။ငါထူးခြားတဲ့တရားဓမ္မကိုရလာပြီ။ငါပြောတာနားထောင်냐။ ငါပြောတဲ့အတိုင်းလိုက်တာချက်သုံးမယ်ဆိုရင်မင်းတို့မကြခင်ပဲဓမ္မစရိယချက်စစ်တစ်ခုရဲ့အဆုံးသတ်ရတ္တမဲ့ရတ္တဖို့ဆိုတာကိုယ်တိုင်သိရှိလက်တွေ့ရရှိကြမှာဖြစ်တယ်လို့ဆိုလက်ခံလက်ခံဘူးမြတ်စွာဘုရားကိုဂန္ဓုဆက်ဆံပြီးတော့စကားပြောကြတယ်အာဟုသောဂေါရမနတ်ရှင်ဂေါရမမိတ်ဆွေဂေါရမဒီလိုစကားလုံးနဲ့တုံးတယ်ဆရာအနေနဲ့ဆက်ဆံပြောဆိုခြင်းမရှိဘူးဂန္ဓုအနေနဲ့ဆက်ဆံပြီးတော့ပြောကြတယ် ဘယ်လိုပြောတော့ဆိုဒါငါရှင်ဂေါရမမဖြစ်နိုင်ပါဘူးတဲ့ခိုးတော့ကအကြီးအကျယ်ပြင်းပြင်းထန်ထန်အချက်နေဒုက္ခရာစရိယာအချက်နေချက်နှုံးကမှထူးခြားတဲ့အသိဉာဏ်မရတာအခုလိုလျှောက်သွားနေတာတရားမလုပ်ဘဲနဲ့လျှောက်သွားနေတာဘယ်လိုလုပ်ရမှာလဲမယုံဘူးအဲ့ဒီမယုံတဲ့ပုံကိုယ်တွေကိုစီယုံရတယ်ဆိုတာလွယ်တာမှမဟုတ်တာတရားဆိုတဲ့ယုံကြည်မှုကအမှန်တမ်းအရေးကြီးတယ်မယုံဘူးလက်ခံမို့အသိဉာဏ်ရလာတယ်ဆိုတာလက်ခံမို့ လက်မခံသေးသမျှကာလပတ်တော့နားထောင်မှာမဟုတ်ဘူးအဲ့တော့ရဲစော်ပြားကတစ်ချိန်မဟုတ်ဘူးနှစ်ချိန်သုံးချိန်ထိအောင်ပြောတာပြောတာကိုပဲသူတို့လက်မခံကြနောက်ဆုံးကြတော့ရဲစော်ပြားကသူတို့မေးခွန်းထုတ်လိုက်တယ်နေပါအောင်နဲ့6နှစ်ဒေါက်တာစရိယံကျင့်နေတုန်းကငါတရားဓုရပြီလို့ဘယ်နှခါများပြောဘူးလဲလို့ဆိုအဲ့ဒီကြတော့မှသူတို့စဉ်းစားမိတာဟုတ်သားပဲတို့ကိုအားပေးတဲ့အနေနဲ့ စိတ်အားမလျှော့ကြနဲ့ငါရတော့မှာလို့တခါမှပြောဘူးဘူးတဲ့။ယေရှုဗျာဘယ်တော့မှသူတို့အားပေးစကားပြောခဲ့တာမရှိဘူး။အခုသူတကယ်ရလို့ပြောတာပဲလို့ဆိုပြီးတော့ချက်ချင်းကြီးပဲသူတို့စိတ်ထားပြောင်းသွားပြီးလေးစားမှုကိုပြကြတယ်။အဲ့ဒီကနေစပြီးတော့ပြောခဲ့သလားဆိုတော့ no hit and bandy အဝတော်ဆိုတဲ့အတုံးကမလေးမစားပြောတဲ့အတုံးကို bandy ဆိုတဲ့အတုံးကိုပြောင်းပြီးချက်ချင်းသုံးကြတယ်နော်။ အဲ့ဒီအချိန်မှာမြတ်စွာဘုရားကပိဿဝဂီတွေကိုမတရားဥတရားများရလာပြီနားထောင်ကြ။မဆုံးမတဲ့အတိုင်လိုက်တာချက်သုံးကြမယ်ဆိုလို့ရှိရင်ဘာကိုယ်တိုင်သိတဲ့တရားဥတရားများကိုသင်တို့ကိုယ်တိုင်လည်းပဲသိနိုင်တယ်။ဘလို့ချင်းနဲ့ဆရာကောင်းတော့ငါသိတာမင်းတို့လည်းသိနိုင်တယ်။သိနိုင်အောင်ငါပြောတဲ့အတိုင်လုပ်ကြ။ဆိုပြီးတော့အားလုံးသိကြတဲ့အတိုင်ပိဿဝဂီတွေကိုဓမ္မစကြာတရားစတင်ပြီးတော့ဟောကြားခဲ့တာပေါ့။